အားလုံးမင်္ဂလာပါကျွန်တော်တို့ဂျော်ဂျီယာဘန်ကတော့ ranking number 1 fighter brandon wybe ကိုအမှတ်ဆုံးပြတ်နဲ့နိုင်ရခဲ့ပါပြီဒီဘွဲကအရင်ကြည့်လို့ကောင်းခဲ့ပါတယ် fighter နှစ်လုံးက ground wide လောကမကစားပဲ strike ပိုင်းနဲ့အပြန်အလှန်တူတိုးကိုလိုရှင်လို့ရင်နှစ်လုံးကမျက်နှာတွေမှာတွေ့ထက်တိုင်ယုံဖြစ်ခဲ့ရပါတယ်ဒီဘွဲမှာဂျော်ဂျီယာဘန်ကိုတကယ်လေးစားမိပါတယ် ranking လက်ကွာသလိုတပါလဲကွာတဲ့ fighter ကိုစိတ်နှံပုံစံလုံးဝမရှိပဲ နောက်လျှောက်လိုက်ထိုးတာကတော့သူ့ရဲ့နာမည်ပြောင်း Develop Ban ဆိုတဲ့နာမည်နဲ့ကွက်တည်ကြပါတယ်။နောက်တစ်ချက်ကအယံမောင်းနဲ့လက်တံအယံကွာပါတယ်။ဒါကိုတော့အသာစီးထိုးနိုင်တဲ့ Joshua Ban Striking Skill ကအယံကျန်လုံးပါတယ်။ဒီဘက်ကိုနည်းနည်းလေးပြောရရင် Proma ချင်းမှာ Ban ကအပြတ်သက်တာပါတယ်။ဒုတိယချင်းမှာ Brandon Wiber ကနည်းနည်းလေးပြန်တာပါတယ်။တတိယအချိန်မှာဂျိုရှုယာဘန်ပြန်တာပြီးအမှတ်ဆုံးပြည့်နဲ့အနိုင်ရခဲ့ပါတယ် ပြောရရင် brand label ကတော့ဒီချက်ပုံများပါတယ်။ဘန်က clean shot တွေလက်တိပါဝါနဲ့အချောင်းတိုင်းတွေတာပါတယ်။အဲ့ချက်တွေကြောင့်လဲဒီဘက်မှာအမှတ်ဆုံးပြန်နဲ့နိုင်ရတာပါ။ဒီဘက်ကိုအလောက်ကျမ်းမယ်လို့တော့ထင်မထားပါဘူး။ဘန်ထိုးလို့မရပွဲလေးထဲမှာအခမ်းအနားဆုံးနဲ့အကျန်းဆုံးပွဲလို့ပြောလို့ရပါတယ်။ဒီဘက်ကို USC 317ပွဲစဉ်အားလုံးထဲမှာအကောင်းဆုံးပွဲ Fire of the Night ပွဲအဖြစ်သတ်မှတ်ခံရပါတယ်။ ဒါကလည်းဂျော်ရှွာဘန်အတွက်မှတ်တမ်းတစ်ခုအဖြစ်တင်ခဲ့ပါပြီဂျော်ရှွာဘန်ကဒီဝဲနိုင်သွားတာကြောင့် Flyweight Champion ခပ်ပတ်လူခွင့်ရခဲ့ပါပြီဒီနေ့မှာထုတ်တက်ပါရယ်ဘရာဇီးဖိုက်တာပန်ဒိုဂျာကပြန်ရဖိုက်တာကိုဝေယနကချုံနဲ့နိုင်ရပြီ Champion ခပ်ပတ်ကာကွယ်ပေးပါရယ်ဒါကြောင့်နောက်ပွဲမှာဂျော်ရှွာဘန်ကပန်ဒိုဂျာနဲ့ခပ်ပတ်လူခွင့်ထိုးရမှာပါ ဂျော်ရှုဘာကပန်နိုဂျာရဲ့အပွဲကိုလေးလာကြည့်ရှုပြီးပန်နိုဂျာပွဲပြီးချိန်မှာစင်ဝတ်တက်ပြီးပန်နိုဂျာနဲ့တွေ့ဆုံခဲ့ပါတယ်ဂျော်ရှုဘာကပန်နိုဂျာနဲ့စတရိုက်ကင်းစကီးတာပြန်မဲ့ပန်နိုဂျာရဲ့နှဘာပိုင်းကိုတော့တဖန်လုံးနိုင်ဖို့မလွယ်ပါဘူးဒါကြောင့်ထွင်ရင်နေပါနှဘာပိုင်းကိုဦးစားပေးလေ့ကျင့်စေခြင်းပါတယ်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားဖိုက်တာ USC မှာအလိုအောင်မြင်တာတွေ့တော့အရန်လဲဂုံရင်ပါတယ်အရန်လဲဝမ်းတာမိပါတယ် ားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးလို့တောင်းဆိုချင်ပါတယ်